မြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုစင်တို့တွေကိုကျွန်တော်တို့ကဖြည့်ဆည်းရမှာမြှရှုရမှာဘုဒ္ဓဘာသာတွေထုထားတဲ့ဘုဒ္ဓမြတ်စွာဘုရားကိုမြှရှုရမှာခြေတော်တွေနဲ့မြင်ရမှာဒီတမန်တော်တွေဆေလွတ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေကဘုဒ္ဓဘာသာတွေရဲ့ကျမ်းတွေထဲမှာလည်းပဲပါတယ်အဟိုတမဗုဒ္ဓဘာသာကဂေါရမပြောခဲ့တဲ့စကားရှိတယ်အငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါနောက်မှာနောက်ဆုံးဗုဒ္ဓလာလိမ့်မယ်အလားဆိုတာဘယ်သူပါလဲ အလားဆိုရာဧကံဆက်ဆက်မုတ်ချက်တကိုးွယ်ခြင်းကို ခံထိုက်တော်မူသောဧကေဝတစုရီသောအတ္တဒါရဏောဆက်ဆံသူကင်းသောနေမပါစကန်းမင်္ဂလာပါကျဘရိုဒီဂျီပီဖိုင်လေးကတော့ဒီဗုဒ္ဓရဲ့ရုပ်ထုတော်တွေကိုဗျာအကုန်လုံးမီးချိုးပြရမယ်ဆိုပြီးတော့မှလိုက်ပေါ်မှာအာနာမည်ကြီးနေတဲ့ခရိယန်ကောင်းလေးတယောက်ရဲ့ပြောစကားနဲ့တို့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာကိုဘယ်ပေါ်ဆုံးကဘလို့ ိတ်ခိတ်နေကြလဲဆိုတော့အာအနေထားလေးတစ်ခုကိုငါတို့ဒီ view file မှာရေးရမှာဖြစ်ပါတယ်ဆိုတော့ view file ကိုပုံပြအဖြစ်ငါတို့လိုက်ကြည့်ရအောင် okay so let's go မြန်မာနိုင်ငံမှာရှိတဲ့ YouTube စင်တို့တွေကိုကျွန်တော်တို့ကဖြည့်ဆည်းရမှာ Wow မြှို့ရမှာ YouTube ကမင်းအမြဲပါတော့လို့ထားတဲ့ဘုရားမြတ်စွာဘုရားကို မိရှုရမှာခြေထောက်တွင်နဲ့မြင်းများဒါရောက်မှာဒါတွင်နဲ့ခုတ်ပလိုက်ရမှာနော်ရွှေပြငွေဖျားတွေကိုကျွန်တော်တို့ကမကူကြရမို့မတတ်မရဘူးအင်္ဂလီမှာမတွညဘူးဘုရားဘာသာတွေကကိုယ်နဲ့ထုထားတာကြည်လားကိုယ်လာနဲ့ထုပြီးမှကူးကြတာဘုရားဘာသာကဘုရားဘာသာဖျားရဲ့ရုပ်ထုတော်ကိုကိုယ်ကြရမင်းအမေလင်ရဲ့အင်ကိုတော်ပြီးတော့ထိထားလို့လားဘလို့ဘလို့အကောင်းရတော့ကောင်းတယ်နော် တော်တော်ကြီးကိုရောက်มาတဲ့ကောင်တွေသူတို့ရဲ့စိတ်ထားဒါစိတ်ထားမှန်နေတော့ဒါနေကုံတော်ကိုကိုကိုယ်တာတည်တော့တဲ့လူကိုယီမန်ပြီးမှထုထားပြီးမှကိုကိုယ်တာနော်အဲ့ဒါတွေကကျွန်တော်မကြိုက်လို့ပြောနေတာမဟုတ်ဘူးဖရဲသခင်မကြိုက်လို့ပြောနေတာကျွန်တော်အချင်းအဲဖရဲသခင်ကောကမကြိုက်တာလည်းဗျနော်သူတို့ဖရဲကအဲ့တော့သူများဖရဲကိုအဲ့လိုမကြိုက်အောင်တော်တော်မိတ်ဆီယာမိတ်ဆီယာတော်တော်များတဲ့ဖရဲတွေဖြစ်မယ်ဗျနော်မိတ်ဆီယာစိတ်တွေတော်တော်များတဲ့ဖရဲတွေသူတို့ဖရဲတွေနော် ်ပြင်ပြောတယ်ဖျားတိကမကြိုက်လို့ပြောတာကျွန်တော်ကြိုက်ကျွန်တော်ကြိုက်လို့ကျွန်တော်ပြောချင်လို့ပြောတာမဟုတ်ဘူးဖျားတိကအလိုတော်အတည်းကျွန်တော်ပြောနေတာနော်အဲမြန်မာနိုင်ငံမှာရှိတဲ့ YouTube channel အကုန်လုံးဖြည့်စီဖြည့်စီဖြည့်စီရမှာမီးရှုပ်လိုက်ရမှာနော်အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားတည်လာသူကတည်သွားပြီတည်သွားတဲ့လူကိုဂုံတော်ဂုံတော်ကိုယီမန်ဒါသူတို့ရဲ့ဘုရားတွေရဲ့သဘောထားတယ်ဗျာနော် တော်တော်ကြီးလဲမက်ဆီယာစိတ်အများတဲ့ဖရာတွေဖြစ်မယ်ဆိုတော့ဗုဒ္ဓဖရာတော်တွေအရင်ဗုဒ္ဓဖရာရဲ့ရုပ်ထုတော်တွေကိုဗုဒ္ဓဘာသာဝင်တွေရဲ့အိန္ဒိယမှာနော်အိန္ဒိယမှာပဲကိုကိုးကွယ်တာမင်းတို့ခရီးရတဲ့အိန္ဒိယသွင်းပြီးတော့မှအတင်းကို ခိုက်တာလည်းမဟုတ်ဘူးမင်းတို့ကဘာလို့ဘာလို့မနာလို့ဖြစ်နေတာဘာလို့မင်းတို့ကအဲ့လိုမက်ဆီယာစိတ်တွေများနေရတာတော့နော်ဗုဒ္ဓဖရာကဘေဘာသာမှလည်းအဲ့လိုကြီးအဖြည့်စီပါ เนาะမိရှုပါအဲ့တော့မပြောထားဘူးเนาะမိန်းတော်ဖုရားတွေကမိန်းတော်ဖုရားရဲ့အလိုရဆိုတော့ဒါမိန်းတော်ဖုရားဟာတော်တော်ကြီးကိုဒါဖုရားပိသားတဲ့ဖုရားတွေဖြစ်မယ်တော်တော်ဟာသားနဲ့ဆိုင်ပါလေဗျာเนาะဝါအဲ့နောက်တစ်ခုကြည့်ရအောင်ဒီတမန်တော်တွေဆေလွတ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေကဗုဒ္ဓဘာသာရဲ့ကျမ်းစာထဲမှာလည်းပဲပါတယ်အဲ ဟိုတမဗုဒ္ဓဘာသာကဂေါ်မှာပြောခဲ့တဲ့စကားရှိတယ်အာငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါနောက်မှာနောက်ဆုံးဗုဒ္ဓလာလိမ့်မယ်ဆိုပြီးပြောတယ်အဲ့တော့အဲ့ဒီနေရာမှာဗုဒ္ဓဆိုတဲ့ဒါကဗိုက်တကပါမှာဗိုက်တကပါမှာဖရာငါးဆူရှိတဲ့သားကြီးရနော်ဖရာငါးဆူမှာလဲဆူကဖွင့်ပြီးတော့ပြီးနောက်တစ်ဆူလာမယ်အဲ့ဒါဗုဒ္ဓမှာပြောရင်လဲလာမနော်လာမမင်းတို့အဲ့ဒါတမန်တော်မဟုတ်ဘူးတော်တော်ကြီးကိုတော်တော်ကြီးကိုကပြောရတော်တော် လက်ပေါက်ကိုက်တဲ့ကောင်းရယ်နော်တီးရတဲ့နဲ့မတိချင်အောင်ဆော်ပြီးတော့မှအတင်းကိုအဲ့လိုဝင်ပြီးတော့တိုက်ခိုက်တာပြတဲ့ကောင်းလေးကဇကလုံးဟာဘယ်စကားဘာတွေကိုသုံးလဲဆိုရင်ဘုဒ္ဓါဆိုတဲ့ဇကလုံးကတုံးတယ်ဘုဒ္ဓါဆိုတာကလူတယောက်ကကျင့်လို့မဖြစ်ဘူးဒါဟာဟိန္ဒူတွေမှာရောဗုဒ္ဓဘာသာဝင်တွေမှာရောဒီအသုံးလုံးသုံးကြတယ်ဘုဒ္ဓါဆိုတဲ့ဟာကအလောင်းရှင်မြတ်ဘက်ကနေပြီးတော့မှရွေးချယ်ဆေလွတ်လိုက်တဲ့ပုံကိုကိုယ်တာလျင်ဘုဒ္ဓါလို့ခေါ်တယ်လူတယောက်ကကိုယ့်ဘာသာကိုကျင့်ယုံနေအဲ့ဒီလိုဘုဒ္ဓါဖြစ်မသွားဘူး ကြီးရတဲ့သူတော်စင်ကြီးတစ်ပါးဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဘုရားဆိုတဲ့အရာတော့ဖြစ်မလာဘူးအဲဒါကြောင့်မလို့ဂေါရမဟာသူတရားကျင့်ရင်းနဲ့တရားရသွားပြီးတော့ဗုဒ္ဓဖြစ်သွားပြီဆိုပြီးတော့သူလာပြီးကျင်ညာတဲ့အချိန်မှာပတ်ဝန်းကျင်ကလူတွေကသူ့ကိုအမြဲတမ်းစစ်စစ်မေးကြတယ်အတော်တော်များများလူတွေကမေးကြတယ်ခမည်းမှာဗုဒ္ဓဖြစ်တယ်ဆိုတော့ဗုဒ္ဓရဲ့လက္ခဏာဘာတွေရှိလို့လဲဆိုပြီးတော့အားလုံးကစစ်စစ်မေးမြန်းတဲ့အချိန်မှာဂေါရမကနေအကုန်ပြန်ပြေပေးတယ်ပြန်ပြေပေးတဲ့အချိန်မှာအားလုံးလိုလိုလက်ခံသွားကြတယ်ခမည်းဟာတတ်မင်းတို့လည်းလက်ခံတယ်မလားအောင် အဲမင်းတို့လည်းလက်ခံပါရနော်ကဲပဲဥဒ္ဓဖြစ်တယ်ဘုဒ္ဓဖြစ်တယ်ဆိုတဲ့ဟာကိုအလုံးလက်ခံခဲ့ကြတယ်အဲ့တော့အဲ့ဒီဘုဒ္ဓဆိုပြီးတော့ဖြစ်ပါတယ်ဆိုတဲ့ဒီဘောရမကိုယ်တိုင်ကိုယ်ကလည်းပဲပြောခဲ့တယ်ငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါတော့မှနောက်ဆုံးဗုဒ္ဓပွင့်လိမ့်မယ်အလားဆိုတာဘာတူပါလဲအလားဆိုတာဧကံဆက်ဆက်မုတ်ချက်တကိုးွယ်ခြင်းကိုခံထိုက်တော်မူသောဧကဝဖြစ်တယ်ပေါ့နော်အလားဆိုတာဘာတူလဲဒါရဏော ဆက်ဆံသူကင်းသောနေမာတာအရာခတ်သိန်းတို့ကိုဖန်ဆင်းတော်မူသောအနာဒီကောအစမရှိသောဒါအာရဗီဘာသာနဲ့ပြောရမှာဗျာနော်ဒါပါတိစာပင်နဲ့အဲ့လိုပြောရမှာမဟုတ်ဘူးဘေဖုံးကြီးကမြတ်သွားပြီးတော့တင်ပြတဲ့လည်းမသိပါဘူးနော်တော်တော်ကြီးလည်းခေါ်ကြတယ်ဆိုအနန္ဒီကောဆုံးမရှိသောဒုတိယပေါင်းဖို့ပေါင်းဖက်ကင်းသောအမှန်ကန်ဆွေးနေတာဗျာဆုံးမရှိသောအပ္ပလီပုဂ္ဂလောပြိုင်ဘက်မရှိသောအပ္ပမေယောမနိုင်ရှင်အပ်သောအတုလော တူတူမရှိတော့အစိန်နေရောမကြံစီကောင်းတော့တပညုတပဝိတုခတ်သိမ့်ကုန်သောအရာတို့ကိုမိမိတကူအာနုဘောဖြင့်လိုလျောက်သိတော်မူထသောအိုနာတေခြင်းကင်းသည့်ပရမတ်တ္တဂုံတော်နှင့်ပြည့်စုံတဲ့နေသထဝရမြဲတည်လျက်ရှိသောဘိုးဘွယ်ရအရှင်ပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေအတွက်အလားကလွယ်ပြီးအမှန်တကယ်မှာခြာခဝေကိုးဝေခြင်းခံထိုက်သူလုံးဝလုံးဝမရှိပါဘူး အဲ့ဒီအလာကပဲအာသံကကုတံငိမ့်ချက်မှုအပေါင်းခညောင်းပါစေကစလို့ဘောနာကုံကတပဘောရမမြတ်စွာအိဗရာဟင်မိုးဆက်မူဆာဂျေဇပ်အီဆာခရစ်တော်မုဟမ္မဒ်အရိမတ်ရမြတ်စွာကိုတော်တို့အားလုံးကိုလည်းဖန်ဆင်းခဲ့တာအလာကပဲဖန်ဆင်းခဲ့တာဖြစ်ပါတယ်အလာကပဲစေလွတ်ခဲ့တာဖြစ်ပါတယ်လွန်လေခဲ့ပြီးတော့လူသားမျိုးနွယ်တွေအတွက် သူတတ်ဆိုင်ရာတတ်ဆိုင်ရာတမန်တော်တွေကိုစေလွတ်ခဲ့ပြီးနောက်ဆုံးယနေ့ကျွန်တော်တို့ခေတ်အတွက်ကဘာပြတ်မဲ့နေ့တိုင်အောင်ကျွန်တော်တို့အတွက်ကတော့နောက်ဆုံးတမန်တော်မုဟမ္မဒ်အရိမတ်ရမျက်စွာကိုတော်ပွင့်ပေါ်ခဲ့ပြီးကျွန်တော်တို့ထံကိုဒီကုရ်အန်ကိုဆောင်ယူလာခဲ့တာပဲဖြစ်ပါတယ်ဒီအတွက်ကြောင့် မိတ်ဆွေတို့အားလုံးကိုကျွန်တော်အနေနဲ့အလာနဲ့မိတ်ဆက်ပေးလိုပါတယ်အာ မိတ်ဆွေတို့အားလုံးကိုအဲ့ဒီအလာကထုတ်ပြန်ပို့ချပေးခဲ့တဲ့တမန်တော်မုဟမ္မဒ်ကတဆင့်အရိမတ်ရမြတ်စွာကိုတော်ကတဆင့်ထုတ်ပြန်ပို့ချပေးခဲ့တဲ့ကုရ်အန်နဲ့မိတ်ဆွေတို့ကိုရှားတော်တွေကမြောက်ပြန်ရှေ့ရောက်တဲ့ကောင်ကရောက်နောက်ရောက်တဲ့ကောင်ကရောက်ဘာတွေဘာတွေပြောပြောမှန်းကိုမသိဘူးမိတ်ဆက်ပေးလိုပါတယ်အဲ့ဒီ absolute truth ဖြစ်တဲ့ absolute truth တော့မဟုတ်တော့ဘူးเนาะ absolute ဘောကာပဲပြင်မယ်เนาะ absolute ဘောကာကကောင်းတယ်ဟာနော်ဒါ raspberry တို့ blueberry တို့အရသာ flavor တွေအများကြီးရှိတယ်အဲတောက်ဘူးတယ်ရမိုက်တယ်နော်ညမိုက်တယ် absolute ဘောကာ Quran ကျမ်းမြတ်ကိုအဓိကအခြေခံတဲ့ Islam ရဲ့လမ်းစဉ်နဲ့မိတ်ဆွေတို့ကိုမိတ်ဆက်ပေးလိုပါတယ်ယနေ့ကျွန်တော်တို့မြန်မာနဲ့ကမ္ဘာမှာကျွန်တော်တို့တွေပြဿနာမွေရှာနေတာလားဒီဟာအနိဋ္ဌာယုံတွေနဲ့ဒုက္ခတွေနဲ့ ျွန်တော်တို့ကြုံဆုံနေကြရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာဒီမိုကရေစီဆိုရှယ်လစ်ကွန်မြူနစ်စတဲ့လူသားရဲ့အသိဉာဏ်မပြည့်စုံတဲ့အသိဉာဏ်လူသားရဲ့အတွေ့အကြုံတွေကို အခြေခံပြီးကျွန်တော်တို့ကချက်မှတ်ထားတဲ့စီကံနေပေါ်မှာအခြေခံပြီးကျင့်သုံးနေကြတဲ့အတွက်ဖြစ်ပါတယ်။အမှန်တကယ်တော့အစ္စလာမ်ရဲ့လမ်းစဉ်ဒီတာနဲ့နှစ်ဘဝအောင်မြင်နှစ်ဘဝအောင်မြင်ဖို့တရားလား တော်သေးတယ်ဗျာနော်သူတို့ရဲ့အလာကနေပြီးတော့ဒီကောဓမမြတ်စွာဘုရားတဲ့တော်တော်ကြီးနောက်ကျမှသူတို့ကဖြစ်လာအလာဖြစ်လာလို့နော်တကယ်တော့သူတို့သာကောဓမကောဓမမြတ်စွာဘုရားထက်စောစောအဲ့လိုအလာဖြစ်နေမယ်ဆိုရင်ဒါမလွယ်ဘူးနော်မလွယ်ဘူးအခုတော်တော်ကြီးနောက်ကျမှဖြစ်တာကိုတော့မှသူတို့ရဲ့အလာကနေပြီးတော့ဒီကောဓမမြတ်စွာဘုရားနဲ့ဒီနောက်ဖျားတွေကိုသူတို့ကဖန်ဆင်းတယ်ဆိုပြီးတော့မှသူတို့ကစကားကိုအဲ့လိုဘလောက်ကလေးပြောတာဗျတော်တော်ကြီးလည်းအရှက်နေတယ်လို့တော့ထင်တယ်တကယ်ဟိအော်တာပါတကယ်နေတာပါ ဆိုတော့တော်ယုံမျက်နှာနဲ့တော့ဒီလိုစကားမျိုးထွက်ပြောမထွက်တော့ဘူးเนาะတော်တော်ကြီးကိုအရှက်မေးလို့ဒါဒါလည်းပြောထွက်တာဆိုတော့နောက်တရားဒီကောင်းလေးကြတော့လဲမှာကြည့်ပါဗျာเนาะဒါသူရဲ့သူရဲ့ဘာသာတရားရဲ့ဒါသဖို့ထားအစစ်မှန်နေတဲ့တူပါတယ်เนาะဒါအာဗုဒ္ဓဘာသာရဲ့အိန္ဒိယမှာဗုဒ္ဓရုပ်ထုတော်တွေထားတာကိုဒါဒါမိချိုးပြရမယ်လဲရှစ်ထောင်းနဲ့ကန်ရမယ်လဲဒါနဲ့ခုတ်ရမယ်လဲဒါဒါဘာသဖို့တော့ဒါကเนาะဒါတော်တော်ကြီးကိုစော်ကားတာဗျာเนาะဒါ ာငါတို့ကခရိယာကိုကိုတဲ့အိမ်တွေကိုလည်းခရိယာအဲ့ဒီအဲ့ဒီဟိုပါလေဘာလို့ပါလဲဗျအဲ့ဒါဒီမထားပါနဲ့မလုပ်ပါနဲ့လို့တခါမှလည်းအဲ့လိုတွေးလဲမတွေးဘူးအကြံလဲမကြံစေဘူးအပြောလဲမပြောဖြစ်ပါဘူးဆိုတော့ကိုယုံကြည်ရတဲ့ကိုတော်နဲ့ရတဲ့ဥစ္စာမှသူများပါတာကိုအဲ့လိုဝေဖန်ဂျုံကတော့ဝေဖန်လို့ရတယ်ဒါမှဒီလိုမျိုးတိုက်ခိုက်တဲ့အနေထားကတော့ဒါလုံးဝလက်ခံလို့မရနိုင်တဲ့အနေထားလေးပါ ဆိုတော့ဒါကတော်တော်ကြီးနဲ့အဲစကားတွေကတော်တော်ကြီးနဲ့အာဒါမကြိုက်နဲ့တော်တော်ကြီးနဲ့ကြမ်းတိုင်တယ်ဒါတကယ်တိုက်ခိုက်တဲ့အနေဒါတစ်ခုလေးဖြစ်တယ်ဗျာနော်ဆိုတော့ဒါတွေကလုံးဝလက်ခံလို့လည်းမရဘူးဗုဒ္ဓဘာသာမှာဗုဒ္ဓဘာသာရဲ့နိုင်ငံတွေမှာနေပြီးတော့မှအဲ့လိုဗုဒ္ဓဘာသာတွေကိုအဲ့လိုစော်ကားနေတဲ့အနေထားတွေကတော့လုံးဝလက်ခံလို့လည်းမရနိုင်ပါဘူးဗျာနော်အာကြည်ရတာလည်းလုံးဝမကောင်းဘူးဆိုတော့ဒီလူတွေကလည်းအာမျိုးမျိုးပဲပြောနေကြတာနော်ဒါအာအားကြောင့် ငါတို့ဘာသာကတွေကတော့အမျိုးမျိုးအဲ့လိုဘက်စုံအာနေလန်းစုံနဲ့အဲ့လိုတိုက်ခိုက်နေကြတာဗျနော်ဆိုတော့အာဗုဒ္ဓဘာသာအတွက်လည်းတော်တော်ကြီးလေးအာသတိထားဖို့လိုပါတယ်ဆိုတော့ဘာသာကိုဘာသာကိုအာတန်ဖိုးထားကြပါနော်ကိုဘာသာကိုတန်ဖိုးမထားရင်တော့အာတဘာသူတဘာတွေကတော့ဘယ်လိုမှလည်းမလေးစားနိုင်ပါဘူးဆိုတော့တချို့ဗုဒ္ဓဘာသာတွေကလည်းအဲကိုဘာသာကိုမှအဲ့လိုတိုက်ခိုက်နေတဲ့အာအလူတွေရှိသေးတယ်ဆိုတော့အဲ့လိုအသားထည့်ကလောက်တယ်နော် ဆိုတော့ကေညာလေးကတော့ဒီလောက်ပါပဲဒါကတော့ဘာသာရင်နဲ့ပတ်သက်ပြီးတော့မှဗုဒ္ဓလေးပေါ့ဗျာနော်ကိုဘာသာကိုဘလို့ဝဲဝမ်းပြီးတော့အလိုဘက်ပေါ့စင်ကဘက်ပေါ့စုံကနေပြီးတော့တိုက်ခိုက်နေကြရတဲ့ဆိုတဲ့ဟာလေးကိုသိစေရှင်ယုံပါโอเคဆိုတော့ဗီဒီယိုဖိုင်လေးကိုဒီမှာဆုံးသတ်နေပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ဆုံရအောင် see you next video